ဒီကစားလို့ဘုံကြီးလေးကအချိန်ရသရွေ့စဉ်းစားနေတော့တာပဲဒီကိစ္စဟာတည်နေရမကြဘူးဘာအစင်လာကြီးပဲပြောပြောငါဥသူရဲ့ဖရာဘွဲ့မှာဒါမျိုးမရှိသေးရဘူးဒီတော့ဘယ်လိုလုပ်ရမလဲဆိုတာကောင်းထဲမှာအမြဲရှိနေတယ်အဲ့ဒီလိုအမြဲစဉ်းစားနေတော့လေပြဿနာချင်းရနီးပေါ်လာတော့တာပဲအတိကဟာလမရက်မှာဆိုတော့မှောင်လို့ဖြစ်တာမမှောင်ဘယ်လိုလုပ်မလဲနင်းအောင်လာတာရကူပြောင်းလို့တော့မဖြစ်ဘူးဘယ်သူကမှလက်ခံမှာမဟုတ်ဘူး တရားဝဲလာတဲ့လူတိုင်းနဲ့လင်းလင်းချင်းချင်းနဲ့ပူလာကြမယ်။ဘုံကြီးလေးကအဲ့ဒီလိုတွေးတာကိုအဲ့ဒါဖြေပဲ။ခတ်တာကမိဇက်ကိစ္စမိဇက်ကငှားမဲ့လူရှိဘူး။ဝဲမရမယ်။ဖယားဝင်းတစ်ခုလုံးလင်းမှုဆက်ကဆက်ကြီးတူလေ။ဒီတော့ဘုံကြီးလေးကိုယ်တိုင်မြို့တက်ပြီးကြည်ပြီးပြီ။မိဇက်ရောင်းတဲ့အာဇစ်မောင်မြတ်ကတော့ဆက်ရောမိရောမိလို့မှ950ကျမယ်တဲ့။ ဖုန်ကြီးလေးကိုရိုသေတမှုမှု650နဲ့ပေးမယ်ဆိုရမကဘူးသူကိုယ်တိုင်မိလိုက်ဆင်ပေးဦးမတယ်ဒါတည်းမကဘူးကိုတော်လေးစွန်းစားခြင်းနီးနေလို့ဆိုပြီးသူ့ဆိုင်နာက မစ္စတာဖာကြီးဆိုင်မှာတံပေါက်တော့ကတ်လိုက်သေးတယ်ဒီတော့ဖုန်ကြီးလေးဖို့ငွေ650ပဲရှိဖို့လိုတော့တယ်ကျောင်းမှာရှိတဲ့ဝတ္ထုဖျားပွဲကြီးတွေလှူကြတန်းကြမယ်ငွေအလုံးတွက်လိုက်တော့250သသားပဲရှိတယ် ူเสียဖုန်ကြီးတွေနဲ့တိုင်ပင်တော့လဲဒီကိစ္စကသူတို့တက်တဲ့နိုင်ငံကိစ္စမှာမဟုတ်ပဲဒါပေမဲ့ဖြစ်များဖြစ်ချင်တော့ကန့်ဆက်တယ်ပဲခေါ်မလားပစ္စည်းဆက်တယ်ပဲခေါ်မလားမသိဘူးတည်င်းကျွလာမှာဖွင့်တဲ့အောင်ပါလေးမှာထောင်ငယ်ကြီးဦးအကွေက2000စုပေါက်တယ်ဒီတင်အကုန်အစင်ချောသွားတော့တာပဲဒီလိုနဲ့ထောင်ငယ်ကြီးဦးအကွေတဲ့မိသက်တကာဖြစ်သွားတယ် ဒီလိုဆိုပြန်တော့လေရေဒင်ငင်ကျောင်းမှာဖျားပွဲအတွက်ရံမုံငွေက250တန်းတန်း300လားပိုးနေပြန်တယ်။ဘုံကြီးလေးဦးဝကကတော့ဒီနှစ်ဖျားပွဲကြီးကိုအစစ်မြင့်မြင့်လုပ်မယ်လို့စိတ်ကူးရှိတော့ခါတိုင်းလိုဖျားပွဲဖွင့်တဲ့မနေ့အနီးနာကိုယ်တွေကိုစွန့်ကပ်အရက်ကလူတွေကိုထမင်းကျွေးရမှစက်သားစီပဲနဲ့ငရုတ်တီးတောင်းမချွေးတော့ဘူးလို့ဆုံးဖြတ်လိုက်တယ်။အရက်ကလူတွေချက်ရပြုတ်ရနဲ့တာဝန်များများကြရအောင်ပေါ့။ဒီတော့မြို့ကမစ္စတာဖာကြီးကို ဓာတ်ပေါက်ချက်ခိုင်းပြီးကိုရိုတွေကိုဓာတ်ပေါက်ကပ်အရက်ကလူတွေကိုတအိမ်ဓာတ်ပေါက်နှစ်ထုပ်တန်ပြီးအပူခိုင်းမယ်ဒီအဆီဇင်ဒီစိတ်ကူးကတကယ်တော့ကောင်းတာပဲဖျားဝဲနေမှာတော့ဘုန်းကြီးရဲ့စိတ်ကူးတွေအကုန်အကောင်းထဲပေါ်တယ်ဓာတ်ပေါက်မစားဘူးတဲ့သူနဲ့ဓာတ်ပေါက်စားဘူးတော့ကြတယ်ဖျားဝဲလုံတန်းချက်ပြုတ်နေကြအဖွဲသူအဖွဲသားတွေသာလုံနေကြအတိုင်းလုံเสียရမရှိတော့လို့ဘာလုံကြရမှန်းမသိဖြစ်နေကြတယ်ညာဘက်ကြတော့လည်းဖျားဝဲလုံတဲ့ဝင်းကြီးကမီးထင်နေတာကို အစောပိုင်းတော့ဒီမီးထင်ထင်သားကိုပဲအထူးဆန်းအဖြစ်လာကြည့်ရင်ပွဲစည်းလျှောက်တဲ့သူတွေရှိတယ်။မိုးချိုပိုင်းမှာလူမရှိတော့ဘူး။ခဲလန်ကြီးတော့တဲတွေမရောရဘူး။မီးလင်းလင်းကြီးအောက်မှာဆိုတော့ကာလာသားတွေလည်းမရရဲကြဘူး။အပြူတွေလည်းဖင်စိတ်မခံကြရဘူး။မြို့ကပွဲကျက်ဖို့လာတဲ့ပလိတ်သားလေးနှစ်ယောက်လည်းဖျားဝဲမှာဘာမှထွေလီကာလီမဖြစ်တော့ဆော့ဆော့ပြန်သွားကြတယ်။အရင်ကဆိုတညာလုံးလို့ ရေတင်ကန်ဖုန်ကြီးကြောင့်အောက်ထပ်မှာအရက်ထဲကလူကြီးတွေအလှည့်ကျပွဲချက်ရင်ရင်နှွေးတောင်ရင်တဟားဟားနဲ့နေကြတာခုတော့တဲ့လို့မိကြီးထင်ထင်လင်းနေတော့ဘာမှအကြောင်းကြီးငယ်ရှိမှမဟုတ်ဘူးလို့တွက်ပြီးကိုယ့်အိမ်ကိုပြန်အိပ်ကြတာပေါ့ဖုန်ကြီးလေးဥကကတပါးပဲကြောင်းထက်ထက်ကနေပွဲကင်းကိုလှမ်းလှမ်းကြည့်နေတယ်လာမိုက်ညမှာထင်ထင်လင်းနေတဲ့ပွဲကင်းကြီးဒီတော့လဲဥလက်မောင်ကြီးပြောလို့ရှိတယ် ရေဒီငံဖះရွဲဟာလမိုက်ညံမှာလောက်တာအကြောင်းရှိပါတယ်ဖះဆိုတဲ့စကားကိုဘုန်းကြီးလေးနားထဲမှာကြားလို့သာနေတော့တယ်ဖះဝဲကြီးပြီးလို့တပတ်လောက်ကြာတော့ဘုန်းကြီးလေးလည်းဆရာတော်ကြီးနဲ့တိုက်အုပ်ကိုသွားတွေ့ပြီးအတော်အတန်ကြာကြာစကားပြောတယ်အဆုံးမှာတော့ကိုတော်လေးလည်းခွန့်ပန့်အမိမြို့ကိုပြန်ကြွသွားတော့တယ်ဘာတွင်အသေးသေးပြောကြမှန်းတော့မသိဘူးကလန်းလန်းကကြားလိုက်ရတဲ့ចောင်းသားတယောက်ပြောကားတော့ ုံကြီးလေးထားပြီးကြောက်ကန်ဒီမှာစေတနာသာ အတိကပါမောင်အပ်ကစေတနာသာအတိကပါလို့ဆရာတော်ကြီးက ပြောတဲ့အံကြားလိုက်ရတယ်ဆိုတာပဲအခုတော့ရေတိမ်ငန်းเจ้าမှာမိသက်ကြီးတလုံးအဖတ်တင်ကြံခဲ့တယ်ဘုံကြီးလေးကဖရာဝဲဖြစ်မြောက်ရင်အစည်းအဝေးမှတ်တမ်းတွေကိုသူချိန်းတဲ့အနာကစာအုပ်စင်ပေါ်မှာပဲထားခဲ့တယ်ဒီတော့လဲနောက်ပိုင်းမှာများရေတိမ်ငန်းเจ้าနာထိုင်တဲ့ကိုတော်လေးတွေဖရာဝဲလုပ်မယ်ဆိုရင်အဲ့ဒီမှတ်တမ်းတွေကအတော်ကို ထောက်ကူပေးလိမ့်မယ်ထင်တယ်